မြန်မာနိုင်ငံကိုသွားစရာမလိုပဲမြန်မာစစ်စစ်အစားအစာကိုလည်းစားလို့ရတယ်။ချစ်ဝဗလာဒါမဟင်္ဂါလဖဲ့ရဲ့ဒီမြန်မာအစားအစာဟာအရှိတအရှာရဲ့ထူခြားတဲ့အရာတာတွေကိုကူကူပြည့်နိုင်ပါတဲ့။သမီးနဲ့တငယ်ချင်းအတူဒီမြန်မာအစားအစာခေးစဉ်ကိုစားကြရအောင်။ ဲ့ဟုံးပြည်နယ်ခွဲရဲမြို့တော်ဖြစ်တဲ့မကြီးမြို့ဟာမြန်မာနိုင်ငံနဲ့နည်းနည်းပင်ချင်းဆက်ဆက်နေပါတယ်။ဒီနေရာမှာနိုင်ငံခြားတဲ့ရိုးရာရင်ကျဲမှုများပြည်စုံနေပါတယ်။မကြီးမြို့ရဲ့အင်ဂျင်မှုနဲ့ခရီးသွားလာရေးဆွမ်းဆောင်မှုကအလိုင်းမှာတာမဲကြီးပြီးခရီးသည်များရဲ့ခံတွန်းကလည်းအစားမှုအတိတ်ကိုစတင်လိုက်ပါတယ်။အနည်းချင်းကမြန်မာနိုင်ငံကထူဆန်းတဲ့အရာတာဟာလန်ရှားတွေကလည်းတဖြည်းဖြည်းထင်ရှားလာပြီးမောင်စီမြို့စကန်းစရာမြေပုံရဲ့ 我羡慕皮的、啊，而且也白的，酷皮拉芭比。边个啦？哇，做乜人咩啊？乜来你拉腿吧？ ဟိုမန်စမြို့ကိုလာတာတော့73နှစ်ရှိပါပြီမြန်မာအစားတောက်လေးနဲ့မြန်မာအငွေတက်လေးရချင်လို့ဒီမန်စဟိုကွမ်းလာလျံဂိုင်းပေါ့နော်ဒီလမ်းပေါ်မှာမိမခြားချန်နင်းကိုခွင့်လိုက်တာပါဒီဒီအလောက်ကမာတို့စကူဆောင်ကစဖို့မူးပေါ့နော် အစပေါ်မူကတော့ဟိုကျမမြန်မာပြည်ကနေခေါ်လာတာပါအားလုံးကတော့မြန်မာပြည်ရပဲပြီးတချို့တချို့တဝက်အဲ့ဒီအစားတောက်အဲ့ဒီဒီမဆလာပေါ့နော်ငံပြာရီတို့ကလဘဲတို့ကတော့မြန်မာပြည်ကယူတာပါပြီးတော့အဲ့ဒါကြောင့်မလို့အဲ့ဒီအစားတောက်တွေလည်းအဲ့လိုမြန်မာအရတာမြန်မာပြည်ကတည်လာတာထည့်ထားတဲ့အတွက်သူကအရတာပို့ပြီးတော့မှဒီမြန်မာအရတာပို့ရတာပါနော် 我是杭州人来芒市旅游的，第二次吃这个缅餐，我觉得呢油面对我的印象比较深刻，我觉得味道挺符合我们江浙一带的人食。芒市缅园缅马沙沙哈下片包家最近开业大门咖啡，来图点大车呀，银姐木锅、开沙车的可乐、批发的。来的是特波拉的缅马沙大菜缅哈。 စီးပွားရေးလုပ်ငန်းမဟုတ်ဘူးမောင်စီမနေထိုင်တဲ့မြန်မာလူမျိုးတွေကဝင်းရင်မြင်အတွက်ချစ်ကြီးမေတ္တာကိုအားထားရတဲ့ဘဝအယုံတခုလည်းဖြစ်ပါတယ်မောင်စီမျိုးရဲ့ဖွင့်လီလက်ခံတဲ့နေဆင်းမျိုးတမျိုးရဲ့ဒီရုပ်တကံလည်းဖြစ်ပါတယ်